ပျော်လို့ရရတာနဲ့ပြစ္ဆုတ်ပန်တိုင်းပြစ္ဆုတ်ပန်တိုင်းဟာအင်မတန်မှတန်ဖိုးရှိတဲ့အချိန်တွေပါ အချိန်ဟာရွှေပါပဲနေတတ်ရင်ရွှေထွက်မယ်မနေတတ်တဲ့အခါကျတော့သေတတ်တယ်လို့ပြောရပါလိမ့်မယ်ဒီတော့ဒီအချိန်တွေကိုအကောင်းဆုံးအသုံးချမယ်ဆိုရင် ပထမအဦးဆုံးလူမှုရေးလူမှုရေးမှာဆိုရင်တချို့ကအလိုလိုနေရင်းနဲ့ပြဿနာရှာတတ်တဲ့အချင်းရှိတယ်မိသားစုတစ်ခုတည်းမှာပဲဆိုပါစို့ မိုးလင်းကလေးကပျော်စရာလေးနဲ့စမယ်။နေ့လည်းလည်းပျော်စရာလေးနဲ့နေလို့ရတယ်။ညအထိပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်။နှွေးနှွေးထွေးထွေးနေလို့ရပေမဲ့မနေကြဘူး။အတားကြီးနေကြတယ်။သားကလည်းသူ့လိုချင်တာပဲ။သမီးကလည်းသူ့လိုချင်တာပဲသိတယ်။မိဘဘာဖြစ်နေသလဲမစင်စားပေးတတ်ကြောင်းပြောရမယ့်အရာတွေကမပြောတော့ဒီသားစုဝင်ထဲမှာတူအူကသူ့လိုချင်တာတခုတည်းပဲ ဦးစားပေးစဉ်းစားပြီးတော့လုပ်နေတဲ့အခါကျန်တဲ့သူတွေအတွက်စိတ်ချမ်းသာစရာတွေဖြစ်မလာတော့တယောက်အတ္တကြီးလိုက်တာကျန်တဲ့သူတွေပါစိတ်ဆင်းရဲမှုတွေဖြစ်စေတယ်အဲ့တော့ပျော်ပျော်နေလို့ရရတာနဲ့တမင်ကိုဒုက္ခတွေမွေးတဲ့သူတွေကိုကြိုးကြီးတဲ့လူတိုင်းဟာဒုက္ခမွေးတဲ့သူတွေကြီးပဲတပတ်သူရဲ့ခံစားချက်ကိုမစင်စားပြတဲ့သူတိုင်းဟာ လက်ရှိအဖိုးအတန်ဆုံးအချိန်တွေကိုဖြည့်ဆည်းပြတတ်သူတွေကြီးပဲဒီအချိန်မှာချက်ချင်းမြတ်တာကို ပြတဲ့နဲ့ထင်ရင်ပြသားပြအဲ့ပြရမယ့်အရာကို မပြလိုက်တဲ့အတွက်ကြောင့်ပျော်ရမယ့်အစားငိုရလိမ့်မယ်ဒီအချိန်မှာနားလည်မှုတွေကိုပြရမယ့်အချိန်မှာ ပြသားပြအဲ့ဒီနားလည်မှုကိုမပြလိုက်ရင် နောက်တစ်ချိန်မှာစိတ်ဆင်းရဲရလိမ့်မယ်ဒီအချိန်မှာ နှွေးထွေးမှုတွေဖေးမမှုတွေကုညင်မှုတွေကိုပြရမယ့်အချိန်မှာ ပြတာပြ မတွန့်ဆုတ်လိုက်နဲ့တခါလောက်ပြက်ကွက်သွားလိုက်တဲ့အရာတသက်လုံးအဖုအထစ်ဖြစ်သွားတတ်တယ်။မပြောမရွှင်တဲ့နဲ့ဇက်သိမ့်တတ်တယ်။ဒါကြောင့်အချိန်တိုင်းမှာပျော်လို့ရရတာနဲ့ညံလေးတော်ရှင်တိတက်မှုလေးတော်မွေးချစ်ချင်းမြတ်တာကိုပြရမယ့်စကားပြောတဲ့အချိန်ဆိုပြောတာပြော နားလေစာနာတဲ့စကားကိုပြောရမယ့်အချိန်မှာပြောတာပြောကိုယ့်ရဲ့နှွေးထွေးတဲ့စကားတွေကိုပြောရမယ့်အချိန်မှာပြောတာပြောအားပေးကူညီတဲ့စကားမျိုးပြောရမယ့်အချိန်မှာပြောတာပြောမပြောဘဲနဲ့တွန့်ဆုံမနေနိုင်နဲ့လူမှုရေးဟာမှားသွားရင်နောက်တစ်ချိန်ပြန်ပြင်ဖို့ခက်တယ်အဲ့ဒီတိုင်ပဲလောကကြီးထဲမှာဒီနေ့စ조사လို့ရတဲ့အလုပ်တွေကိုဒီနေ့စ조사ဒီနေ့ပြီးအောင်လုပ် ဒီနေ့မပြေးဘူးဒီနေ့သူအားမထုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်အလုတ်အကျွေးတင်သွားတယ်။အနောက်ပြန်မှာအလုတ်ထံပိုပြီလာတယ်။မပြောရတော့ဘူး။နောက်တနေ့လည်းဒီတိုင်းပဲဆက်နေတော့နောက်တနေ့မှလည်းအလုတ်ထံထပ်ပြီတယ်။မပြောရတော့ဘူး။ချက်ချင်းတရားမေတ္တာတရားဆိုတဲ့အရာတွေလည်းဒီတိုင်းပဲ။ဒီနေ့မပြေးလိုက်တာမနေ့ပြန်မှာနည်းနည်းအေးဆက်ဆက်ဖြစ်လာတယ်။မနေ့ပြန်မှာမပြန်သေးဘူး။အေးဆက်ဆက်ပိုဖြစ်လာတယ်။တလားလောက်အဲ့ဒီတိုင်းနေတယ်။ ပို့ပြီးတော့အေးဆပ်သွားတယ်။ပြန်ပြီးတော့ပေါင်းစည်းဖို့ရာအတွက်တောင်းပါပဲ။မလွယ်ကူတော့လောက်အောင်ကျိုးတွေပြတ်သွားတတ်တယ်။အဲ့ဒါကိုယ့်ရဲ့မသိတတ်ခြင်းတွေပဲ။ပျော်ပျော်နေလို့ရရတာနဲ့ဒီအခွင့်အရေးတွေကို ဖြတ်စည်းပြစ်တာကိုယ်ကိုယ်တိုင်ပဲ။ကိုယ်ကိုယ်တိုင်ကဘာတွေများနေလို့လဲ။မောဟများပြီးတော့အတ္တကြီးနေလို့ကိုယ့်အတွက်ပဲကိုယ်တွတ်နေလို့ဒီလိုဆိုတော့အနာမရှိတဲ့သူက ဘာဖြစ်နေတာလဲဘာခံစားနေတာလဲဘာလိုအပ်နေတာလဲဆိုတာတွေကိုသိအောင်စ조사ရမှာကိုတာဝန်ပဲသိလိုက်တဲ့အခါမှာကိုညင်နိုင်တယ်သိလိုက်တဲ့အခါမှာမြတ်တာဖေးနိုင်တယ်ဖေးမနိုင်တယ်ချက်ချင်းမြတ်တာတရားတွေကိုပြနိုင်တယ်အဲ့လိုဆိုလို့ရှိရင်တော့အမြဲတမ်းပျော်နေရမယ်အလုပ်ကိုလည်းနေစဉ်နဲ့အမြလုံးတင်တဲ့အလုပ်ကိုအမြလုံးနေတဲ့သူချက်ချင်းမြတ်တာတရားတွေလူမှုရေးမှာပြုတ်တဲ့အရာတွေကို ြုတင်တဲ့အချိန်မှာမတုံမဆိုင်ပဲနဲ့လှုပ်တဲ့သူတွေချက်ချင်းပြောရတယ်။အခုပြောခြင်းရင်အခုပြောလို့ရရတာနဲ့ဘာဖြစ်လို့အတ္တတွေကြီးနေတာလဲ။အခုပြောခြင်းရင်အခုပြောလို့ရရတာနဲ့ဘာဖြစ်လို့မာနတွေကြီးနေတာလဲ။အဲ့အတ္တတွေမာနတွေကနောက်ဆုံးတော့မျက်ရည်နဲ့ပဲအဆုံးသတ်တယ်။အဲ့ဒီတော့မှတော့မှားပါပြီလို့အော်မနေနဲ့အကျိုးမရှိဘူး။ဒါကြောင့်အာလောသောတရားနာပရိသတ်ပေါင်းလက်ရှိအခြေအနေတွေကို တံပိုးထားကြပြီးတော့အမြဲတမ်းပျော်ရွှင်ကျင်တဲ့ဆိုရင် အသေးအဖွဲလေးကအစနမောနမိတ်မနေပဲပြုတင်တဲ့အချိန်မှာပြုပါလှုပ်တင်တဲ့အချိန်မှာလှုပ်ပါ ပြောတင်တဲ့အချိန်မှာပြောလိုက်ပါစိတ်ချမ်းသာရပါလိမ့်မယ်အားလုံးအေးချမ်းကြပါစေ